ဟယ်လိုအားလုံးပဲမင်္ဂလာပါ Sport Channel ရဲ့ Facebook Page နဲ့ YouTube Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အာကျွန်တော်ရဲ့ Facebook Page နဲ့ YouTube Channel လေးကိုလည်းအပိတ်ကြပါဦးလို့ YouTube မှာလည်း Subscribe ပါလေးနှိပ်ချမ်းပြအပိတ်လို့ရပါတယ်။အာဒီနေ့ကျွန်တော်ဒီပြန်လည်တင်ဆက်ပေးမယ့်ဒီပွဲကြိုးတုံးတာချက်လေးရတော့အာအာဆင်နယ်နဲ့ဆန်ဒါလန်ဆန်ဒါလန်နဲ့အာဆင်နယ်ရဲ့ပွဲကအာဒီပွဲလေဒီ ဆန်တလာရဲ့အင်ကွန်းဆိုတော့ကြည်နေကြီးကောင်းမယ်အာဆင်နယ်ကတော့ထုံးစံတိုင်းအာဆင်နယ်ကဒီတော့ဆုံးပွဲမရှိဘူးနိုင်ပွဲနဲ့ဆက်နေတယ်ကျုံဒီနောက်ဆုံး half to half ကြည့်ရင်လည်းအာဆင်နယ်ကတာစီရထားတယ်ဒီနောက်ဆုံးကစားခဲ့တဲ့၅ပွဲကြည့်ရင်လည်းအာဆင်နယ်ကတော့ဆုံးပွဲမရှိဘူးအာဆန်တလာကတော့ဒီနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာအာ၃ပွဲနိုင်တယ်တပွဲရှုံးတယ်တပွဲတည်းဆိုတော့အာဒီအာဆန်တလာလည်းမဆိုးမဆိုးဆိုတော့ဆိုတော့အနေထားဆိုတော့အာကျွန်တော်ဒီပွဲမှာ ထူးခြားတာကဆန်းသလန်းကဒီတန်တဲ့အတင်းဆိုရင်ပဲစွာတယ်ဒီခြေစွာတယ်ဒီတန်တဲ့အတင်းနဲ့ထဲမှာဆန်းသလန်းအကောင်းဆုံးလို့ပြောရတယ်ဆိုတော့အာအတင်းကြီးနဲ့တွေ့ရင်လည်းသူ့အမအထိုက်လျှောက်သူကခံကစားနိုင်တယ်တံပြန်ကောင်တာတွေဆော့နိုင်တယ်အထိုက်လျှောက်သူကပြန်ဆော့နိုင်တဲ့အနေထားဆိုတော့ဒီဘက်မှာလည်းကြီးကောင်းမယ်ပွဲတစ်ပွဲဖြစ်တယ်ဆန်းသလန်းပဲဆက်လက်ပြီးမှအတင်းကြီးနဲ့တွေ့ရင်မှာဒုက္ခဆက်ပြီးပေးမလားလုံးပြနိုင်မလားဆိုတော့ကြည့်ရမယ် ကျွန်တော်ဒီနောက်ဆုံးတွေ့ဆုံမှုနဲ့ heart to heart ဒီကျွန်တော်ဒီနောက်ဆုံးကစားခဲ့တဲ့၅ပွဲကျွန်တော်လေ့လာကျင်တော့အာဆင်နယ်ကတော့ဖက်ဖက်ကတာပါပဲဒီပွဲကအင်ဂွန်ဖြစ်လို့အာဆန်နယ်ရဲ့အင်ဂွန်ဖြစ်လို့တန်တဲ့တဲ့ထဲမှာဒီနေ့အမာကျော်ဆုံးဟိုအမာကျော်ဆုံးအတင်းတင်းဆိုရင်ဆန်နယ်လာမဖြစ်တယ်ဟိုကစားအကောင်းဆုံးလည်းဆန်နယ်လာမဖြစ်တယ်အဲဆိုတော့အခုအာဆင်နယ်နဲ့ပွဲမှာလည်းတို့ကအာဆင်နယ်ကိုအထက်ရောက်တော့တို့ခံကစားမယ်အထက်ရောက်တော့ဖီအပြန်ပေးမယ်လို့ကျွန်တော်ညွှန်နေတယ်အာဆင်နယ်နဲ့နဲ့ကြတော့ ဟိုအာဆင်နယ်ကကြတော့သူတို့တော့ဖြီအားမဖြစ်ဘူးဒီအဝေးကွန်းဆွေမဲ့သူတို့ကတော့သူတို့ဒီလူရင်အားတောင်းတမှုသူတို့ရဲ့ကစားပုံချစ်လိမှုအာဒီမွာကောင်းတဲ့ကစားကွက်နေနေဆိုရင်ဒီမွာဒီသူကအခုလုံးညီတယ်အာဆိုတော့အာဆင်နယ်တို့ကတရားဖြီအားမဖြစ်ဘူး AC ဆွဲလို့ရတယ်ဆိုတော့အာကျွန်တော်ဒီဘွဲလည်းအာဆန်ဒလန်အင်ကွန်းဆိုတော့နည်းကြီးကောင်းတဲ့ဘွဲတစ်ဘွဲဖြစ်လို့ကျွန်တော်ဒီအာဆင်နယ်ဖန်နေနေပေါ်ပါပဲကြီးကြပါ AC ကြီးလို့ရကောင်းတဲ့ဘွဲတစ်ဘွဲဖြစ်တယ်ဆိုတော့ ီဘက်လက်အာဆင်နယ်ကဒီကျွန်တော်အနေနဲ့တော့အာနိုင်ပွဲအာတူစီမိုရှင်တော့အာဒူဝါအဲ့လိုမျိုးနဲ့နိုင်ပွဲရရှိမလို့ကျွန်တော်ထင်တယ်အာအာဆင်နယ်ပရိသတ်တွေဘယ်လိုပြီးမလဲဒီကျွန်တော်ရဲ့ဒီ comment အောက်မှာ comment လုပ်ရပါတယ်အာဒီဘက်လည်းကောင်းကောင်းကောင်းတဲ့ပွဲပွဲဖြစ်လို့အာအာဆင်နယ်ဖန်တွေဖြစ်စီ channel ဖန်တွေဖြစ်စီဒီဘက်လည်းကြီးကောင်းမဲ့ပွဲပွဲဖြစ်တယ်ဒီစင်းနေညံ့မှာကစားမဲ့ပွဲပွဲဖြစ်နော်အဲ့လေကိုကျွန်တော်တို့ဒီဘက်မှာကျွန်တော်ဆက်လက်ပြီးမှကြည့်အောင်ဒီဘက်ကတော့ကျွန်တော်ထူထွေးပြောစရာမရှိဘူးဘာလို့ဆိုတော့ အာဆနယ်ကတော့ဆုံးပွဲမရှိသွားနေတယ်ဆန်ဒလန်ကအင်္ဂွတ်မှာဒီနေ့တန်းတက်တဲ့ထဲမှာလည်းကောင်းဆုံးတင်းတင်းဖြစ်တယ်လို့အင်္ဂွတ်မှာလည်းမာကြောတဲ့တင်းတင်းဆိုတော့အဲအကြောင်းဒီပွဲလေးကလည်းဒီသူ့အတိုင်းနဲ့တစ်ခုထိဂျီရိုကောင်းမဲ့ပွဲပွဲဖြစ်တယ်အဲကြောင့်ကျွန်တော်ဒီဒီပွဲချိုတုံးတဲ့ချက်ကျွန်တော်လုတ်ပေးတာဖြစ်တယ်ဆိုတော့ဒီဘက်မှာလည်းဘယ်လိုဘယ်လိုရတဲ့ထွက်လာမလဲကျွန်တော်တကယ်မထင်မှတ်တဲ့ရတဲ့ညထွက်လာမလားဆိုတော့ကျွန်တော်ဆက်ပြီးမှာပုံချစ်ပရိတ်တက်တွေစောင့်ကြည့်အောင်အာဆင်နယ်ဖန်တွေစောင့်ကြည့်အောင်เนา ဲဆိုတော့ကျွန်တော်ရဲ့ဒီနေ့ပွဲကြိုတုံ့နှက်ချက်လေးတော့ဒီမှာပဲအဆုံးသတ်ပြစေအားလုံးကိုကျေးဇူးတင်ပါတယ်